အားလုံးပဲမိင်္ဂလာပါရှင်။ဒါကအခန်း39ရဲ့မူနာဝါဂျုံဘူးပေါ့နော်။ကျွန်တော်တို့ရဲ့ခေါင်းစဉ်ကပါလဲဆိုလို့ရှိရင် glide သာယုံရှိသူဝီသာဟန်တဲ့ glide ဆိုတာကကြတော့ glide ဆိုတာကဒီ glider ပေါ့နော်။ဒီစက်လေးကိုပြောတာ။ဒီစက်လေးကိုသုံးတဲ့အခါမှာတတိထားရမယ်၊ဂျူဝီသာဟန်တတိထားမယ်အချက်လေးတွေပေါ့။ဆိုတော့ဖတ်ကြည့်ကြမယ်နော်တူတူ။ 글라이더는글라이더가너를빠른속도로빠르다면디빠르다면디보면아마아까나리네갖다래보노빠른면,또,면,데,숫,도,수,가,아,싱.뚜,아,너,아,싱,면,면,네,뭐,너,글라이다,가,레,디,아,싱,면,면,네,외,종,하,는,외,종,나,는,외,종,나,다,수,라,가,자,레,빠,다.아,싱,면,면,네,레,빠,데,원,반,형,테, ဝန်ပန်းဟွန်းထေဆိုတာကအဝိုင်းပုံစံပေါ့နော်အဝိုင်းပုံစံနားဆိုတာကဒီမှာဒီဂလိုက်တာရဲ့အသွားကိုပြောတာဖြတ်တဲ့အသွားလေးအဲ့ဒီအသွားလေးကိုခါကျင်းပိုင်းဆိုင်ထားတယ်ဒီမှာပိုင်းဆိုင်ထားတယ်ဆိုရထက်ပေါ့နော်ဒီလိုမျိုးအသွားရှိတယ်ပေါ့ပြောရရင်ဂလိုက်တာရတွေ့ဘူးတယ်မလားသူတို့ဟိုပလက်ထိုးလိုက်ပြီဆိုတာနဲ့လုံးဝမြ мян ကိုအချိန်နဲ့လှည့်ပြီးတော့လေအဝိုင်းပုံစံအချိန်နဲ့လှည့်ပြီးတော့အလိုမျိုးပေါ့နော်အချိန်တအားမြ мян နဲ့လှည့်တဲ့အဝိုင်းပုံစံကြီးရှိတယ် အဲ့ဒီလိုမျိုးပြောချင်တာเนาะဒီလိုမျိုးအဲ့ဒီလိုအဝိုင်းပုံစံမျိုးရှိတယ်ဂျုံတုံးဂုံကူရိုဂျုံတုံးဂုံကူဆိုတာကကြာတော့ဒီဂျုံတုံးဂုံကူဆိုတာကဘာကိုပြောတာလဲဆိုရင်ဒီလျှက်စစ်စွမ်းအင်တစ်ခုခုဒါမှမဟုတ်လို့ရှိရင်ဘက်ထရီစွမ်းအင်တစ်ခုခုနဲ့ပေါ့နော်လေပတ်ရတဲ့ကရိယာလို့ပြောချင်တာเนาะအဲ့တော့သူပြောချင်တာက glider ဆိုတာကဒီအချိန်မြင်မြန်နဲ့လေပတ်တဲ့အချိန်မြင်မြန်နဲ့လေပတ်တဲ့အဝိုင်းပုံစံအသွားရှိတဲ့တရက်စစ်စွမ်းအင်ကိုတုံးပြီးတော့ လေပတ်ရတဲ့ကရိယာတစ်ခုပေါ့နော်အဲ့လိုကရိယာဖြစ်ပြီးတော့တဲ့ multed multed ပါလို့လေပစ္စည်းတွေကိုခြေတန်းဟောက်ကောနာချက်တောက်တာဓမ္မမဟုတ် multed ဖြူမြော်နဲ့ ပစ္စည်းတွေရဲ့ဖြုံမြောင်းမျက်နှာပြင်တွေကိုမေကရော့ကေမေကရော့ကေဆိုတာကချုံးမွေသွားအောင်လို့ပေါ့နော်ပြောရင်ကောဘတ်စားကောဘတ်တိုက်တယ်လို့မျိုးနှိမ့်လို့မျိုးချုံးမွေသွားအောင်လို့ခိုက်တဲ့လုတ်တဲ့အခါမှာဒီမှာခိုက်တာကိုသွေးတာလို့ခေါ်မယ်နော်ဒီဓာသွေးတာလို့ပါလို့ပေါ့နော်အဲ့လိုမျိုးချုံးမွေသွားအောင်လို့သွေးတဲ့အခါလုတ်တဲ့အခါမှာဆာယုံဟာမီတာအသုံးပြုပါတယ်ပစ္စည်းတွေကိုဂျော်ဒန်ဟိုက်ဂျော်ဒန်ဟာဂိုနာဒါမှမဟုတ်ရင် 초면을 매끄럽게 갈때 비스리 피아리에 가 담아먹어 이비스리에 면에비고 처음이다 안로드에 가마 아동뷰리로 표지나 글라이더를 디글라이더리고 이용하며 도매 솔루시의 작업을 알고 아, 쉽게 알려드리고 아, 할수 있지만 러로야비메 아, 작업시 작업시 들어가자요 디 알로로드에 아, 가마 큰 상해를 ခန်းဆန်းဟဲဆိုတာကကြတော့ကြီးမားရေဆန်းဟဲဆိုတာမတော်တဆမှုတွေကိုပြောချင်တာမထိခိုက်မှုတွေမတော်တဆမှုတွေဆန်းငယ်တွေအစ်သားဆိုလို့ရှိရင်ဒါထိခိုက်တယ်ပေါ့ဒီ glider နဲ့ glider နဲ့အလုတ်လုတာကအလုတ်တွေကိုလွယ်လွယ်ကူကူလုတ်လို့ရပြီမြင့်ဒီအလုတ်လုံးနေတဲ့ချိန်တွင်းမှာဆိုလို့ရှိရင်ထိခိုက်မှုတွေထိခိုက်မှုအကြီးတွေဖြစ်နိုင်တာမို့လို့ဒီမှာ isso အာဆန်းငယ်တွေ ibso isso မလို့ဒါကဒီလိုမျိုး ဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးထိခိုက်မှုတွေဖြစ်နိုင်တာမို့လို့ထစ်ပြော်ဒီလုံးဝအထူးပုံမှာဂျူရှိမဲရဟာမိတာတတိထားရပါမည်လို့ပြောချင်တာရမယ်နော်ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ပိုင်းမွန်ဇောအရင်ဦးဆုံးဂျွန်နော်ဒဂျွန်နော်ဒကုဆဲတဲ့ဂျွန်နော်ဆိုတာကဗါလေလျှက်စစ်ဒီလျှက်စစ်တို့မိဂျိုးတို့ပေါ့နော်ပလက်ပေါက်ပေါ့ ပြမယ်ဆိုပလက်ကျိုးလို့ပြောချင်တာဒီနေရာမှာကတော့မွန်ဇောအရင်ဦးဆုံးနဲ့ချောင်းတော်ရဲ့ကုတ်ချစ်တဲ့ကုတ်တာဆိုတာကကြတော့ဒီမှာပလက်ထိုးတာကျောင်းတော်ရဲ့ကုတ်တာဆိုလို့ရှိရင်ဒီပလက်ပေါက်ကိုထိုးရပေါ့နော်ပလက်ထိုးတဲ့အခါမှာတဲ့ grind တော်ရဲ့ဒီ glider ရဲ့ကျောင်းတော် switch တဲ့ဒီလျှက်စစ်ခလုတ်ပေါ့နော်ဒီခလုတ်လေးကိုမလုပ်ကောင်းလေ conjin san conjin san တဲ့ inji တဲ့ conjin ဆိုတာကပိတ်ထားတာ နော်ကောကြီးတာဆိုရင်ပိတ်တယ်ဒီမှာနတ်တယ်ဆိုတော့ပိတ်ထားတဲ့ပိတ်ထားတော့ဆန်းတီအချီအနီဒီအနောက်ကအင်းကြီးဆိုတာကကြတော့ဒီလိုအချီအနီဖြစ်နေလားဆိုတာကိုနော်ဒီ glider ကို glider set ကို plat မထိုးခင်ပေါ့နော်အရင်ဆုံး plat ထိုးတော့မယ်ဆိုလို့ရှိရင်ဒီ glider ရဲ့ဒီခလုတ်လေးကပိတ်ထားတဲ့အချိန်ကြီးဟုတ်ရဲ့လားပိတ်ထားလားမပိတ်ထားဘူးလားဆိုတာကိုဟွာကန်းနေရဟာမိတာစစ်ဆေးရပါမယ်မစစ်ဆေးဘဲနဲ့ဒီတိုင်းသွားထိုးလိုက်တဲ့ခါကျလို့ရှိရင်သူကခလုတ်ဖွင့်လာတာဆိုရင်အကလုံးလေပြီးတော့ပျက်စီးကုန်မယ်လေထိခိုက်ကုန်မယ်လေနော်ဆိုတော့ glider ရဲ့ဒါတူ အသွားကို guilty ဟိုက်တဲ့တို့ guilty ဟာတာဆိုတာကကြတော့အစားထိုးတယ်ပေါ့နော်အစားထိုးရဆိုတဲ့ဒီကောင်လေးကိုလဲတဲ့အခါပေါ့နော်အသွားကုန်သွားလို့နောက်တစ်ခုလဲတဲ့အခါမှာ fantasy တေချာပေါ့ကိုတဲ့ကျွန်တော်ကကန်ဆန်တဲ့ဆိုဒီပလက်ပိတ်ထားတယ်လျှက်စစ်တဲ့ပိတ်ထားတယ်ဆန်တဲ့ဆိုအခြေအနေမှာပဲဂျာကော့ဖေးယားဟာမိတာအလုံးလုံးအောင်မိဒီတာကိုအပြောင်းအလဲလုပ်ရမယ်ပေါ့နော်သူဟန်ထပ်ပြီးတော့တဲ့ဂျာကော့ဂျွန်နီ ဂျာကော့ဂျွန်နဲ့ဆိုတာကအလုံးမလုံခင်မှာဂျွန်နဲ့ဆိုရင် grammar လေးသင်ခဲ့ပြီးရတော့ဂျာကော့ဂျွန်နဲ့အလုံးမလုံခင်မှာဘိုအန်ဂျွန်ကြီးနာဘိုအန်ဂျွန်ဆိုတာကကြတော့အာပြောမယ်ဆိုလို့ရှိရင်အရှိကဘိုးဆိုတဲ့စာလုံးလေးကကာကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်နော်ဘိုဟိုတို့ဒီလိုမျိုးလေးကြားမှုမယ်နော်ဘိုဟိုတို့နောက်ပြီးလို့ရှိရင်အာအဲ့ဒီ ဘူဆိုတာကကာကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်အန်ကျုံဆိုတာကမြင့်မှန်ဆိုတော့ဘူအန်ကျုံဆိုတော့ကြာရောဒီအကာအကွယ်မြင့်မှန်လို့ပြောမယ်ပေါ့နော်အလုံးလုံးတဲ့အခါကြီးဝရင်းဒီပါကြီးဆိုတဲ့အခါမှာတက်တဲ့မြင့်မှန်မျိုးတွေလည်းရှိတယ်လေမျက်လုံးကိုလာပြီးတော့မစင်အောင်လို့ပေါ့အဲ့လိုမျိုးအကာအကွယ်မြင့်မှန်ဒါမှမဟုတ်ဖန်ဂျင်းမတ်စကဖန်ဂျင်းမတ်စကဆိုတာကကြာရောဖုံကမြင့်မှန်လို့ခေါ်ရဟုတ်မတ်စအကြီးကြီးကွာဒီမျက်နှာမှာမျက်နှာမှာလေအပေါ်ကနေပြီးတော့အုပ်တာအမ် ကိုဗစ်ဖြစ်တုန်းကတော့မာဒီဒီစာတင်ကျောင်းတွေမှာတက်ရပါသေးတယ်เนาะအဲ့လိုမျိုး mask ပုံစံလေးပေါ့နော်ဒင်းကကတ်တင်နဲ့ဒီလိုမျိုးတူညီတဲ့ဘိုဟိုကူတဲ့ဘိုဟိုကူဆိုတာကကြတော့အကာအကွယ်ပစ္စည်းတွေကိုချက်ယုံဟောက်ကိုချက်ယုံဟာတာကသူကဘာလို့ပြောချင်တာလဲဆိုလို့ရှိရင်တက်စင်နေပေါ့နော်ဝတ်စင်နေဒီလို mask တွေကိုဝတ်စင်နေမျက်မှန်တွေကိုဝတ်စင်နေပေါ့နော်အလုံးမလုံးခင်မှာ mass ဒီမျက်မှန်ကြီးကောက်ွယ်ပြီးမယ်ဒီလိုအကောက်ွယ်ပစ္စည်းတွေကိုတက်ဆင်ပြီးတော့ glider glider တွေရဲ့ anjon copy anjon copy ဆိုတာကကြတော့သူကဒီပြောမယ်ဆိုလို့ရှိရင်လုံချုံကြီးကပါပေါ့နော်ဒီအရှိက anjon ဆိုတာက လုံချုံတာသူကလုံချုံကြီးတို့ပါတို့မှာ၃လေးရှိတယ်ပေါ့နော် anjon ဆိုရင်လုံချုံတယ်ဒီအနောက်က copy ဆိုတာက copy မဟုတ် copy copy က cover cover ကနေလာတာ cover က cover ဒီမျက်နှာဖုံးပေါ့နော်ပြောရင်လုံးုံကြီးလုံးုံဘိုးအတွက်ကထားရည်ဒီအကာကွယ်မျက်နှာဖုံးပေါ့အဲ့ဒီမျက်နှာဖုံးဒီဘိုးဟိုထုတ်ကေဘန်းဟိုဘန်းဟိုထုတ်ကေနော်ဘန်းဟိုထုတ်ကေကလေဒါဂွင်းလေးနဲ့ရေးထားပြီးတယ်အန်ဂျုံခေါ်ပေါ့နေအတိပဲတူတူပဲသူကလေဒီအကာကွယ်ပေးတဲ့မျက်နှာဖုံးပေါ့နော်အန်ဒီရဲ့ကာကွယ်ပေးတဲ့အဖုံးအဲ့ဒီလိုမျိုးအရာ อืมဒီမှာတော့မျက်နှာဖုံမဟုတ်ဘူးအဖုံအဖုံဒီအဖုံလေးကိုပြောချင်တယ်ဒီ glider ရဲ့ဒီအဝိုင်းလေးပေါ့နော်အဲ့ဒီအဝိုင်းလေးပုံမှာတက်တက်ကာကွယ်ပြီးတဲ့အဖုံဒီ glider မှာ glider မှာအန်ဇုံခေါ်ပေါ့ဒီ NDA ကာကွယ်ပြီးတဲ့အဖုံလေးဘန်းဟုတ်ထုတ်ကင်နဲ့အတိပဲတူတူပဲအဲ့ဒီဖုံလေးကိုဂျန်ချခေယာဟာမီတာတက်ဆင်ရပါမယ်နော်လုံခြုံဖို့အတွက်ဒီဖုံလေးကိုတက်ဆင်ပေးရမယ်နောက်ပြီးလို့ရှိရင် 화재가 발생할 기능성이 화재수량가 미랑후 미랑후가 발생할 피보이 디에나가 할 라떨리바라비수시다가 피테부 필라미미디도오 화재 미랑후를 피보라나이미 가능성 피나이지 뼈야이너 미랑후 피보라나이지 뭐 너 미랑후 피보라나이지 있기 때문에 시례를 장물루의 주변을 뻐원진고 정리하고 시내비로 소화기를 미타세부리고 비체해야 하는 것도 비체하다 뜻이 아래 뜻이 다음에 야구를 잊어서는 미타로 안 됩니다. 미야바부 နော်ဒီ glider တွေကို glider ကိုပလက်မထိုးကင်မှာဆိုလို့ရှိရင် glider ရဲ့ဆက်လေးကဒီဆက်လေးရဲ့ခလုတ်လေးကပိတ်ထားလားကွန်ဂျင်းဆန်းထည်လားဆိုတာကိုကွန်ဂျင်းဆန်းတယ်ဟုတ်လားမဟုတ်လားဆိုတာကိုစစ်ဆေးရမယ်။နောက်ဘလို့ရှိ glider ရဲ့အသွားကိုလေးတဲ့အခါမှာလေတေချာပေါက်ကိုသူ့ရဲ့ချုံတော့ပလက်ကိုကွန်ဆန်းထည်ပိတ်ထားရဲ့အချိန်ကြီးမှာပဲလေးရမယ်။နောက်ပြီးလို့ရှိရင်ဒီ glider နဲ့အလုပ်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဘိုအန်ကျွန်တို့ဘန်ဂျင်းမတ်စကတို့ဒီလိုမျိုးအကာအကွယ်ပေးတဲ့ မျက်နှာဖုံးအကာတွေကိုတက်ဆင်ရမယ်အသုံးပြုရမယ်ဂလိုက်တာမှာဆိုလို့ရှိရင်လေဒီအန်ဇွန်ခေါ်ပေါ်ပေါ့နော်အန်ရဲကောက်ွယ်ပေးတဲ့အဖုံလေးကိုတက်ရမယ်ဒီဂလိုက်တာအသုံးပြုနေတဲ့အခါမှာမီးလောင်မှုတွေဖြစ်လာနိုင်တာမို့လို့ပုံဝန်းကျင်ကိုရှင်းလင်းထားရမယ်မီးသက်ဆီးမှုတွေအစင်သစ်ထားရရမယ်မီးသက်ဆီးမှုတွေထားရဖို့ကိုလည်းမေးလိုက်လို့မဖြစ်ပါဘူးလို့ပြောထားတာရမယ်နော်ဒါဆိုရင်ဆက်ကြည့်မယ်ဟုတ်ပြီ ဂျာကော့ကျူငယ်အလုံးလုံးတဲ့အချိန်တွင်းမှာဂွာဘူးဟာကဂွာဘူးဟာဆိုတာကကြာတော့သူကဘာကိုပြောရလဲဆိုလို့ရှိရင်ဒီအရှိကဂွာဆိုတာလေးကအလွန်အကျွံဆိုတဲ့အဓိပ္ပာယ်တည်းရတယ်ပေါ့နော်ဂွာဆိုတာကအမ်ဥပမာဆိုရင်ဂွာရှိဆိုလို့ရှိရင်အစားအလွန်ကျွံစားတယ်ဂွာတို့ဆိုရင်အလုံးအလွန်ကျွံလုပ်တယ်ပေါ့နော်အဲ့တော့ဂွာဆိုတာလေးက အလုံးအကျုံဆိုတဲ့အဓိပ္ပာယ်ဒီအနောက်ကဘူဟာဆိုတာကကြတော့ဝင်ထုတ်ဝင်ပိုးတွေပြောတာဝင်တို့အထုတ်ပိုးတွေနောက်ပြောပေါ့နော်ဒီပြောရမယ်ဆိုဝင်ပေါ့ပြောရရင်ဂွာဘူဟာဆိုလို့ရှိရင်သူကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အရန်ဝုံပိုနေတာဖီအားအရန်များနေတာမျိုးပေါ့နော်ဂွာဘူးဟာကဂိုလိမျောင်းဆိုတာကကြတော့ဒီဆက်တလုံးကသူ့ရဲ့ပုံမှန်ဝုံပေါ့နော် तू လုံနိုင်တယ်အနေအထားထပ်ပို့နေတယ် तू သူ့ရဲ့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်အရန်အလွန်ကျွန်းတုံးတဲ့အခါမှာဆိုလို့ရှိရင်ဗောဒီစက်ကိုအလုံးလုံးတဲ့အခါမှာစက်ရဲ့အခြေအနေကဝုံဝအရန်ထန်းနာရတယ်လို့ဖြစ်နေတယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံမှန်သူလုံနိုင်တဲ့အခြေအနေထပ်ပို့ပြီးတော့လုံနေတယ်ဆိုလို့ရှိရင်ဗောနော်ဒီ glide client တော့က glider က위로위로ဆိုတာကအပေါ်ကိုစုတ်ကူချော့ ဆုကူချောဆိုတာကကြာတယ်လုံးဝအရှိန်နဲ့ပြင်းပြင်းထန်ထန်ပေါ့နော်အိုရုကောနော်အိုရုတာဆိုတာကတက်လာတယ်ဒီကလိုက်တာကြီးကိုသူမလုံးနိုင်တဲ့အရာကိုအရန်ပူလာတဲ့အချိန်မှာဒါကိုဆက်တိုက်ကြီးဆက်လုံနေမယ်ဆိုလို့ရှိရင်ဒီကလိုက်တာကြီးကအပေါ်ကိုအရှိန်နဲ့တက်လာတာမျိုးနောက်ပြီးလို့ရှိရင်ချွန်တန်ဟန်ချွေတန်ဟန်ချွေတန်ဟန်ဆိုတာကကြာတော့ဒီဖြတ်နေတယ်ပေါ့နော်သူက ပစ္စည်းတွေဖြတ်နေတယ်မလားဖြတ်နေတဲ့ဂျယ်လီပစ္စည်းကအဖူရိုအရှိတ်ကိုထင်းကျွန်းချောနာကနေရင်းထွက်သွားတာနော်ဒီဂလိုက်ဒါကိုရန်သုံးတဲ့အခါမှာဂလိုက်ဒါအပေါ်ကိုတက်လာတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရှိသူဖြတ်နေတဲ့ပစ္စည်းကလုံးဝအပြင်ဘက်ကိုအရှိန်နဲ့ရင်လင်းထွက်သွားတာမျိုးပေါ့နော်ဒီမှာ kickback ဆိုတာကကြတယ် kickback အနောက်ကိုပြန်ပြီးတော့လွင်ထွက်တာမျိုးအရှိကိုလွင်ထွက်သွားတာမျိုးအဲ့ဒီလိုမျိုးအရှိနဲ့လွင်ထွက်သွားတယ်ရှုံဆန်းကြီးအခြေအနေတွေနာထနာစုအီကီတဲမုန်နဲ့ဖြစ်ပေါ်လာနိုင်တာမို့လို့အကျူအယံကိုမှဂျူရှိမရဟာမိတာဂယူဆိုင်ရပါမယ်ဖားတာကေတန်းပြင်ပေါ်မှာဝီလ်ချဲတွေပစ္စည်းကိုလိုဝသူကိုထားပြီးတော့ဂျော်ဒန်ခြာကောဘဂျော်ဒန်ခြာကောဘဟိုက်တဲ့တန်းပြင်ပေါ်မှာဒီသူဖြတ်မဲ့ပစ္စည်းတွေကိုတန်းပြင်ပေါ်မှာခြာပြီးတော့ပေါ့နော်ဒီဂျော်ဒန်ခြာကော check out တဲ့အလုပ်ကိုလုပ်တဲ့အခါမှာတဲ့ client တော်ရဲ့ဒီ glider ရဲ့ဓာတ်ရီအသွားက n2 အသေးဘက် win2 ဘေဘက်ပေါ့နော်ဒီ glider ရဲ့ဘေဘက်ကိုဟျန်းဟျန်းဟာကေဟျန်းဟာကေဆိုတာကမျက်နှာမူထားရမယ်ဒီ glider ရဲ့ဘေဘက်ကိုမျက်နှာမူပြီးတော့ခြာပါရဟမီတာဂိုင်ထားရပါမယ် client တော်ရဲ့ဒီ glider ရဲ့ old burden old burden ဆိုတာကမှန်ကန်တဲ့ မန်ကန်တော့ all ဘာတဲ့တာကမန်ကန်ဒီဒီမှာနာလေးနဲ့ကတ်ထားတယ်မန်ကန်ဒီမန်ကန်တော့ glider ရေဒီမန်ကန်တဲ့ဆာယုံပော့ပမန်အသုံးပြုတဲ့ညီကိုပဲ ikkyo to ikkyo to ဆိုရာကကြတော့လေလာတယ်တင်ယူတယ်လေ့ကျင့်တယ်ပေါ့နော်ဒီဒါနဲ့ရင်းနှီးကျွမ်းဝင်လာအောင် လုပ်တယ်အဲ့ဒီအသုံးပြုတဲ့နီလန်းကိုပဲ လေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင်ဒီတော့ကိုလေ့ကျင့်လိုက်လဲပဲ we home ဘူတို့ကူသော we home ဆိုတာကအန်ဒီရဲ့ဒီအူရိုဘူထောဆိုတာကကြတော့အဲ့ဒီကနေပြီးတော့ကာကွယ်ပေးတာနော်ဒီအနောက်မှာဘူဟွာတာပါတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ကာကွယ်ပေးတာပြောရရင်နော်အန်ဒီရဲ့တွေကနေပြီးတော့ဂျာရှင်တွေကိုကိုဘူဟိုက်ဆူအစ်စမီတာကာကွယ်ပေးနိုင်ပါတယ်ဟုတ်ပြီနော်ဆိုတော့ကြွကြွချင်းချင်းဂိုင်းတောင်းခဏခဏလေ့ကျင့်ပေးတာမျိုးပေါ့နော်ဒီလိုလေးတော့လုပ်ရမှာပေါ့ဒါဆိုလို့ရှိရင်ဒီဟာလေးကို နားလည်မိလို့ထင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုနဲ့ထပ်ပြီးတော့တွေ့ပါမယ်။